မြန်မာအမျိုးသမီးတော်တော်များများကသူ့အတူဘလောက်ပဲယာထူးဘလောက်ကြီးကြီးပဲအလုပ်တွေပဲဝင်ခွဲဝင်ခွဲအိမ်ထောင်ပြုတ်လိုက်ပြီးနောက်ဆုံးခလေးမွေးလိုက်ပြီးဆိုရင်ပြီးသွားပြီသူတို့ကအဲ့ဒီမှာလည်းဖျက်ချလိုက်ပြီးငါဒီဘာမှမဟုတ်တော့ဘူးငါခလေးမွေးတာငါခလေးကိုဆောင်းရှောက်ရမယ်အဲယောက်ျားကိုအလုပ်ကျွေးပြုတ်ရမယ်ဒီမှာလည်းရက်ချလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲကိုယ့်ရဲ့ identity ကပြုတ်သွားပျောက်သွားပြီးကို့ identity ပျောက်တဲ့အထိတော့အဆင်မပြေဘူးမင်္ဂလာပါရှင်ဒီ season လေးကတော့ຫນွေဦးຫນွေပင်ပါ မျိုးသမီးရရဲ့စွမ်းအားတွေကိုလန်းဆန်းစွာဖွံ့ဖြိုးစေဖို့စိတ်ဓာတ်ခွန်အားတွေပြည့်ဝစေဖို့မျိုးသမီးရရဲ့အိမ်မက်တွေကိုအားပေးမြင့်တင်ဖို့မျိုးသမီးတွေရဲ့ဘဝပုံမလှပစွာရှေ့ဆက်ရှင်သန်နိုင်ကြစေဖို့ရည်ရွယ်တင်ဆက်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့စံကဘာပရီမီယံဆော့စင်ရဲ့ဆော့စင်အေဂျင့်စပက်ရှယ်လစ်တူဖြစ်ပြီး Brief Again Stories of Myanmar Women ရဲ့ founder ဖြစ်သူမတ်ဆိုးတင်စားထိုက်ကမျိုးသမီးတွေအတွက်အလွယ်ကူဆုံးစိတ်ခွန်အားပြန်လည်တည်ဆောက်နည်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ် ွေဦးနဲ့ပင်အစီအစဉ်လေးကိုစလိုက်ကြရအောင်နော်အကြောင်းမျိုးမျိုးကြောင့်စိတ်သက်တွေကြာဆင်းပြီးမိမိကိုမိမိပိတ်မိနေပြီလို့ယူဆနေတဲ့မျိုးသမီးလေးတွေအတွက်ကိုယ့်ရဲ့ပါဝါကိုယ့်ရဲ့ talents ကိုမမေ့စေဖို့မတ်ဆိုးတင်စားထိုက်ကအခုလိုပဲသတိပေးထားပါတယ်သူများရောင်တဲ့နောက်ကိုလိုက်မရောင်နဲ့ကိုမာဒီကိုယ့်ရဲ့ power ကိုယ့်ရဲ့ talent ကတီးတန့်ကိုရှိတယ်အဲ့ဒီဟာလေးတွေကိုပဲရအောင် ထွက်လာခဲ့ပေါ့နော်အဲ့ဒီရဲ့ အဲပြောရရင်ကိုယ့်ရဲ့စိတ်ရဲ့စကားသံလေးကိုနည်းနည်းနားထောင်ကြည့်ပါပေါ့ဒီဟာကြီးကိုပဲဆက်လုပ်ပြီးတော့မှလေ boundary လုံနေတာကြီးကြတော့အဲဘယ်မှမရောက်တော့ဘဲဆိုဘယ်မှမရောက်ပဲနဲ့ပိတ်မိနေတော့မှအဲ့တော့ beyond boundary ကိုထွက်လာခဲ့ပါလို့ပြောချင်ပါတယ်အစမတည်မှုတွေထဲမှာပိတ်မိနေကြတဲ့အမျိုးသမီးတွေအတွက်ကိုလည်းထွက်ပေါက်တွေနီးလန်းတွေကိုအခုလိုပဲမျှဝေထားပါတယ်အခုကြည့်နေတဲ့အထဲမှာ အဲအဆင်မပြေဘူးတနေရာမှာပိတ်မိနေတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာလေးကိုကိုကဒီဖြစ်နေတဲ့ပြဿနာလေးကိုတော့အရင်ဆုံး accept လုပ်ဖို့လိုတယ်လက်ခံလိုက်ပါလက်ခံပြီးပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ power ကိုယ့်ရဲ့ talent တခုကိုအသုံးချပြီးတော့မှပြန်လည်မွေးဖွားလိုက်ပါပေါ့နော်အဲ့ဒါလေးပြောချင်တယ်ရှင့်နေရာတခုဟာမိမိနဲ့မကပ်ညီတော့ဘူးလို့ယူဆလာရင်တော့စိတ်မိတ်မျိုးတိတ်နေဖို့မလိုပဲပြန်လည်မွေးဖွားဖို့အတွက်နီးလန်းရှာရမယ်လို့သူမကဆိုပါတယ် အမကြီးဒီနေရာမှာအလိုင်းမဖြစ်တော့ဘူးအမနဲ့ဒီနေရာကအဆင်မပြေတော့ဘူးလို့စဉ်းစားပြီးတော့မှအမပြန်ပြီးတော့မှဟိုပါပေါ့နော်အမစိတ်နဲ့ဆိုအမပြန်ပြီး rebound လုပ်တာပေါ့သူဟိုလူကပြောလို့နင်မသွားပါနဲ့လားလို့ပြောလို့လေအမအမရဲ့ဆုံးဖြတ်ချက်မပြောင်းတော့ဘာလို့လဲဆိုတော့သူများစကားကိုနားထောင်တာထက်အမရင်ထဲကစကားကိုအမပို့ပြီးနားထောင်တယ်သူမကိုယ်တိုင်ကတော့အမားတွေလှုပ်ဖြစ်ခဲ့ရင်လေဘလို့စိတ်မျိုးထားရဲဆိုတာကိုအခုလိုပဲပြောပြခဲ့ပါတယ် အမအမြင်နဲ့လှုပ်ခဲတဲ့ထဲမှာလည်းအမအကုန်လုံးမှန်ခဲ့တာမဟုတ်ဘူးအမကြီးလည်းအများကြီးပဲအမအဲ့ဒီလှုပ်ခဲတဲ့အလုပ်တိုင်းရဲ့အမားတွေကိုလည်းအမကအိုလိုနောင်တမရှိပေမဲ့တင်ယူတာပဲရှိတယ်အမလက်ခံတယ်အမအမားတွေလှုပ်ခဲတယ်ဆိုရင်လည်းအမလက်ခံတယ်ဟိုလူတိတူတူတယောက်ကနင်းရတာလှုပ်လို့မှားတယ်ဆိုတာမျိုးကိုအမအဲ့ဒါကိုနားတက်ထဲတာမဟုတ် ဩငါလောက်တာဒီလိုပါလားငါကမားသွားတာဒီနေရာပါလားနောက်တစ်ခေါက်ဒီလိုတွေတော့မဖြစ်အောင်ငါတော့ဆင်ကျင်မယ်ဆိုတော့အမားကိုလေကို့အမားကိုလေကို့အမြဲတမ်း accept လုပ်တယ်အဲ့ဒီကနေလည်းပြန်ပြီး learn လုပ်တယ်ဗောနော်အဲ့တော့အဲအမားနောက်ဆုံးပြောချင်တာဘာသူစကားမှအမားကောင်းနေမထဲဘူးအမားကလုံးမယ်ဆိုရင်လုပ်တယ်အဲဆုံးဖြတ်ချက်ကိုပြက်ပြက်တသားလုပ်တယ်အဲအဲ့ဒါပဲဗောအမားအတွက်ကအမား life ကဘယ်လိုမျိုးသူများတယောက်တစုံတရာဝင်ပြီးဆွတ်ဖတ်တာမျိုးအမားလုံးဝမကြိုက်ဘူးလက်လည်းမခံဘူး အိမ်တော်ကြီးအဆင်မပြေနေသူအမျိုးသမီးတွေအတွက်ကိုလည်းသူမကကိုကိုကိုမြင်အောင်ကြည့်ပေးကြဖို့တိုက်တွန်းတာပါ။ အိမ်ထဲမှာနေပြီးတော့မှအညောင်အညောင်လောက်တဲ့မိန်းမထက်အရေးချင်းရှိတဲ့မိန်းမသူတို့ live သူတို့ရဲ့မိသားစုဘဝကိုပံ့ပိုးပေးတဲ့မိန်းမကိုပဲတကယ်လိုချင်တာအဲ့ဓာဒီမပေးနိုင်တော့ဘူးကိုကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ energy ကလည်း drain ဖြစ်နေပြီးကိုကလည်းရောင်60လိုမျိုးဖြစ်နေပြီးဆိုလို့ရှိရင်တော့ဒါကကွဲဖွားတေချာသွားပြီကွဲပြီးသွားမှကိုကအဲ့ချိန်ကျမှရေးကြီးတုတ်ပြနေဟဲ့ငါတော့ဒီလိုဖြစ်လို့မဖြစ်သေးပါဘူးဆိုပြီးအဲ့ချိန်ကျမှပြန်ပြီးရှာဖွေပြီးတော့မှအဲ့ချိန်မှာတောက်ပတာထက်ဆိုင်မိသားစုလိုက် grow ဖြစ်ပြီးတော့မှတောက်ပတာပိုမကောင်းဘူးလား ဒါကအိမ်ထောင်ရေးအနေနဲ့ပြောတာပေါ့နော်အပြူပွားမှာကလေးကလည်းအမျိုးသမီးတွေကကို identity နဲ့ကိုရှိတဲ့နကောင်းတဲ့အရာတွေလုပ်ဖို့ဆိုရင်အသက်ကြီးတာတွေနောက်ကျတာတွေမရှိပါဘူးလို့သူမကခံယူထားပါတယ်အသက်ကြီးသွားတဲ့အမျိုးသမီးတွေသူတို့ကကြတော့ငါဒီဘာလေးပဲလုပ်လို့အွန်းမဖြစ်တော့ပါဘူးအသက်ကြီးသွားပြီအဲမဖြစ်သေးပါဘူးဒီအမျိုးကငါအသက်ရွယ်နဲ့မတင့်တော့ပါဘူးပေါ့နော်အဲဘေးပတ်ဝန်းကျင်ကဘယ်လိုမျိုးလေးပြောမလဲဆိုတဲ့အတွေးတွေကိုတွေးကြတယ်အဲ့တော့ကောင်းတဲ့အရာတွေလုပ်ဖို့ အသက်ဆိုတာ no limit ပဲကောင်းတဲ့အရာတွေဒီကိုယ်ဘဝအတွက်ပဲဖြစ်စေလူမှုဘဝင်ခြင်းအတွက်ပဲဖြစ်စေကောင်းတဲ့အရာတွေကိုလုပ်ဖို့ဘယ်တော့မှနောက်ကျရဲဆိုလည်းမရှိဘူးအသက်ကြီးရဲဆိုလည်းမရှိဘူးအဲ့ဒါလေးပြောချင်ပါတယ်အခုလိုကာလမှာလူတိုင်းလူလိုအခက်အခဲတွေမပြေလည်မှုတွေနဲ့ကြုံတွေ့နေရပြီမြပြေလည်ရင်လဲရှစ်ဆက်တိုးရမယ်လို့သူမကတိုက်တွန်းပါတယ် လူတိုင်းကကြုံရတယ်အခက်ခဲရလေအဲမပြေတော့ဘူးဆိုတဲ့အချင်းကြီးကြုံရတယ်မပြေဘူးဆိုပြီးရက်နေလို့မရအောင်မပြေရင်လေကိုကဘာကိုရှောက်လန်းနေရလဲအဲ့ရှောက်လန်းနေတဲ့ဟာကိုဖြည့်နေမှရတယ်တိုးနေရမယ်ရှေ့ကိုတော့တိုးနေရမယ်နည်းနည်းလေးရွေ့ရင်လည်းရွေ့ပေါ့အဲဖြည့်နေရမယ်ပေါ့အဲ့လိုမှမဖြည့်ထားဘူးဆိုရင်တကယ်ပဲအခွင့်အရေးကောင်းနေရောက်လာတဲ့အချိန်မှာကိုကလက်မဲ့ပဲဖြစ်မှာလေကိုရဲ့အခွင့်အရေးကဆုံးရှုံးမှာပဲသူမအနေနဲ့မျိုးသမီးတွေရဲ့ရင်နှင်းကလာတဲ့စကားသံတွေကိုရင်ဘက်နဲ့ရင်ပြီးတော့နားထောင်နိုင်ဖို့အတွက် Brave Again Stories of Myanmar Women ကိုစလုပ်ရတာဖြစ်တယ်လို့ဆိုပါတယ်။နားထောင်ရတာကြိုက်ပြီးတော့ကျမကလူတစ်ဖက်သားရဲ့စကားကိုလည်းကျမကခံစားပြီးနားလည်တက်တဲ့အကျင့်ရှိရဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျမကိုယ်တိုင်လည်းလူတွေရဲ့စိတ်တွေလူတွေရဲ့ဟိုဟာတွေသိအောင်လို့ပေါ့နော်ကျမလှုပ်ဖြစ်တယ်ဒီ brave again ကိုလည်းအဲကျမရဲ့အာသာချက်ဆိုရင်အဲ့ဒါတွေပေါ့ကျမရဲ့အားနည်းချက်ကဘာလဲဆိုရင်ကျမကစာအုပ်ဖတ်ရမှာပြင်းတယ် အဲ့ဒီမှာကျမရဲ့အားနည်းချက်ကိုကျမဘယ်မှာအတုံးချလဲဆိုတော့ကျမလူတွေနဲ့စကားများများပြောတယ်ကျမစာဖတ်စရာမလိုဘူးလူတွေစီကနေကျမအတွေ့အကြုံတွေအများကြီးရတယ်ဒါကျမအားနည်းချက်ကိုကျမအတုံးချတာအခုဒီ brief အကဲမှာကျမအနေပဲမတူတဲ့မျိုးသမီးအများကြီးနဲ့ကျမစကားပြောခွင့်ရတယ်သူတို့ရဲ့တကယ် real life ကနေပြီးတော့မှရတဲ့ experience တွေအများကြီးကိုကျမကစာဖတ်စရာမလိုဘဲနဲ့ကျမရတာလေအဲ့တော့ကျမရဲ့အားနည်းချက်ကိုလည်းတချို့နေရာမှာအတုံးချလို့ရတယ်လို့အားတာချက်ကိုလည်းအတုံးချလို့ရတယ် အမျိုးသမီးအများစုဟာစိတ်တက်ကြန့်ခိုင်တယ်ဆိုတဲ့အချက်ကိုမေ့နေကြပြီးမိမိကိုမိမိဖြည့်ဆည်းဖို့မေ့နေရင်တော့အခွင့်အလမ်းတွေကိုစုပ်ကိုင်နိုင်တော့မှာမဟုတ်ဘူးလို့ထောက်ပြပါရစေ။အဲကျမတို့အမျိုးသမီးတွေကအမျိုးသားရဲ့ထက်ဆိုင်လူတွေရဲ့အမြင်မှာ စိတ်သက်ကမကြန့်ခိုင်ဘူးလို့ထင်တာ။မန္တရားကြန့်ခိုင်တယ်။ကြန့်ခိုင်တဲ့ဟာကကြန့်ခိုင်ကိုကိုယ်တိုင်ကြန့်ခိုင်တယ်ဆိုတော့မေ့နေရ မိနေပြီးတော့ကိုကိုတိုင်းလိုအပ်တာတွေကိုဖြည့်စီရမယ်ဖြည့်တင်ရမယ်ဆိုတဲ့အရာတွေကိုလည်းမိနေရဘာလို့ဆိုကျမတို့အမျိုးသမီးတွေကမိခိုးကျင်တာ ਉਹ မိခိုးကျင်တော့မိခိုးစရာမရှိဘူးတခုခုကလစ်ဟာနေပြီဆိုရင်ကိုကမလုံနိုင်ဘူးလို့ထင်တာနောက်ထပ်ထန်နောက်ထပ်အစ်စ်အစ်တွေကငါတို့တင်ယူရင်ရောငါနောက်ထပ် next level ကိုဘယ်လိုမျိုးသွားနိုင်ရမလဲအဲ့ဒီဟာလေးတွေကိုအဲ 調査ပြီးတော့မှဖြည့်တင်စေချင်တယ်အမတို့ဒီမှာရောက်နေတယ်မြန်မာမျိုးသမီးတွေဆိုလို့ရှိရင်အငါတို့ကဟိုမှာဘယ်လိုမျိုးနေခဲ့တာဒီမှာကျတော့ဒီလိုမျိုးအခြေအနေနဲ့အဆင်မပြေဘူးဘာမှလည်းလှုပ်ရှားခွင့်မရှိဘူးဒါပေမဲ့အခွင့်အရေးတွေကလက်တကမ်းမှာပဲရှိရဲကိုကအဲ့ဒီအခွင့်အရေးကိုမြင်အောင်ကြည့်တက်ရမယ်နံပါတ်1ပြီးရင်အဲ့ဒီအခွင့်အရေးနဲ့ကိုက်ညီတဲ့အရေးချင်းတွေလည်းကို့မှာကြိုပြီးဖြည့်ထားရမယ်။အဲ့ဒါမှလည်းအခွင့်အရေးလာတယ်ဆိုရင်အမတို့ကတခါတည်းဖမ်းဆုပ်ပြီးတခါတည်းအောင်မြင်မှုစီကိုတွားလို့ရမှာပေါ့နော်။ သူမကတော့စိတ်သက်သာစင်းနေတဲ့အမျိုးသမီးလေးတွေဘဝမှာဒီလင်းလက်တောက်ပနေတဲ့အမျိုးသမီးလေးတွေဖြစ်ဖို့အတွက်အစွဲတွေကိုချွတ်ပါပြန်လည်မွေးဖွားကြပါလို့တိုက်တွန်းပေးခဲ့ပါတယ်။အခက်ခဲတွေကြုံလာပြီးပြီဆိုလို့ရှိရင်ထွက်ပေါက်ကိုရှာဖို့ခက်ခဲတယ်။အဲ့ဒီနေရာမှာပဲအဲအရင်တော့အရန်အဆင်ပြေခဲ့တယ်အရန်အောင်မြင်ခဲ့တယ်အဲ့ဒီဟာကြီးကိုပဲဆွဲထားတော့တာ အဲ့ဒီကနေတဆင်းလောက်ပြန်နှိမ့်ပြီးမှဘတ်ဆုပ်ပြီးမှအရှိကို forward လုပ်လို့ရတယ်ဆိုတော့မိနေကြတာပေါ့နော်။မာရာနောက်ထပ်လမ်းကြောင်းတစ်ခုရွေးမယ်ပေါ့။အဲ့ဒီရွေးတဲ့အချိန်ကြလို့ရှိရင်အခုလက်ရှိရှိနေတဲ့အစွဲကြီးကိုချွတ်ကိုချွေရမှာ။မချွတ်ပဲနဲ့ rebound ဆိုတာဖြစ်လာဖို့မရှိဘူး။အဲ့တော့အဲ့ဒီအရင်တော့အဟာကြီးကိုလက်ကင်ထားနေမယ်ဆိုလို့ရှိရင်အရှိကိုမရောက်နိုင်ဘူး။ရှေ့မဆက်နိုင်ဘူး။အဲ့လိုဖြစ်နေမှာဆိုလို့ဒါ sharing လေးလုပ်ပေးတာပေါ့နော်။